မင်္ဂလာပါရှင် ခေတ္တတယ်လီဗေးရှင်း channel မှာထေတန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနေဆဲရှိစစ်ကောင်စီ၏ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်များကတင်ပတ်ရရှိပြီးစစ်ကောင်စီတပ်သားများထိုင်းဘက်သို့ထွက်ပြေးလာကထိုင်းစစ်တပ်ကအကူအညီပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်များကသိမ်းပိုက်ရရှိပြီးမြန်မာစစ်သားများတိုက်ဆုံ ်ခြင်းနဲ့ထိုင်းဘက်သို့ထွက်ပြေးလာမှုများရှိနေကြောင်းမေဆော့မီဒီယာအပါအဝင် ထိုင်းသတင်းဌာနတချို့ကသတင်းဖော်ပြထားပါရယ်ဖေဖော်ဝါရီလ26ရက်နေ့မှာစတင်၍ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီလက်အောက်ခံခလာရ31တရင်ဤပူလူတူစစ်စခန်းကို KNL ဦးဆောင်သောပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ကြောင်းရေနောင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများဖြင့်တောက်လျှောက်ခုခံခဲ့ရမှယနေ့မှလ14ရက်နေ့ထိုင်းစံတော်ချိန်နနက်00:30မိနစ်အချိန် စစ်ကောင်စီပူလူတူစခန်းမှာလုံးဝပျက်စီးသွားက KNL ဦးဆောင်သောတပ်များတိမ့်ပတ်ရရှိသွားကြောင်းပူလူတူစစ်တပ်စခန်းကို KNL တပ်မဟာခုနှစ်ကဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စစ်တပ်ဤပူလူတူစခန်းသိမ်းတိုက်ပွဲတွင်မြန်မာစစ်တပ်ဘက်မှအများပြားသေဆုံးခဲ့ပြီးတချို့သောမြန်မာစစ်သားများမှထိုင်းဘက်သို့ထွက်ပြေးလာကြောင်းထိုင်းစစ်တပ်ကထွက်ပြေးလာသောမြန်မာစစ်သားများကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမှုများနဲ့အညီအကူအညီများပေးရခဲ့ကြောင်းသိရပါတယ် တိုက်ပွဲများဖြစ်ပွားရာတွင်စစ်ကောင်စီ၏ပိုလူတူစခန်းနှင့်ဤဆက်သောထိုင်းမြန်မာနယ်စပ်ထိုင်းဘက်အချမ်းကိုထိုင်းစစ်တပ်ကလုံခြုံရေးအထူးတင်းကျပ်ထားကြောင်းသိရပါသည်။သတင်းဌာနက KNU ဘက်သို့ဆက်သွယ်မေးမြန်းရာလက်ရှိအခြေအနေကိုမသိရသေးကြောင်းရခိုင်ရပိုင်းများအတွင်ကလည်းပိုလူတူစစ်တပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့သည်ဟုဆိုသောသတင်းများထွက်ပေါ်ခဲ့သည့်ကြောင်းစီဆိုင်ရာသတင်းဖြစ်သည့်အတွက်သက်ဆိုင်ရာ KNU သတင်းနှင့်ပြန်ကြားရေးဆိုင်မျက်နှာများမှထုတ်ပြန်မှသာအတည်ပြုနိုင်မည်ဖြစ်ကြောင်းပြောဆိုပါရ ဆက်လက်ပြီးအေအေနှင့်တိုက်ပွဲဖြစ်နေသောပထောင်မြို့နယ်ထုံးပုံမြို့တွင်စစ်တပ်နှင့်ရဲများကစစ်ဆေးရေးခိတ်ဖွင့်ပြီးလုံခြုံရေးအကြောင်းပြ၍ကာဒစီလင်းငွေချက်နှစ်သိန်းသောကောက်ယူနေတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ပဲခူးတိုင်းပထောင်မြို့နယ်ထုံးပုံမြို့အဝင်တွင် အကြမ်းဖက်စစ်တပ်နှင့်ရဲများကစစ်စည်ရေးခိတ်ဖွင့်ပြီးကားတစီးလျင်ငွေကျပ်နှစ်သိန်းသော လုံခြုံရေးအကြောင်းပြဖမ်းဆီးတောင်းခံနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရသည် အေးနှင့်တိုက်ပွဲဖြစ်နေသောပရာမြို့နယ်တွင်မလာပိုင်းမှစတင်၍ထုံးပေါ်မြို့ရဲစခန်းမှအကြမ်းဖက်စစ်သားနှင့်ရဲများကမြို့အဝင်ဆိုင်ပုတ်ရှိတွင်နေစဉ်ဂိတ်ဖွင့်ပြီးခရီးသွားကားများကိုအကြောင်းမဲ့ဖမ်းဆီးပြီးကားတစ်စီးလျင်ငွေကျပ်2သိန်းလုံးအတင်းအာမတောင်းခံနေကြောင်းထို့ပြင်ဂိတ်ကိုဖျက်ဆီးသွားလာနေသည့်ထုံးပေါ်မြို့နှင့်အနီးအနားခြေရွာများမှပြည်သူများ၏တုံးပြီးဆိုင်ငယ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလုံခြုံရေးအကြောင်းပြအကြောင်းမဲ့ဖမ်းဆီးပြီးငွေကျပ်တောင်းချီတောင်းခံနေခြင်းကြောင့်ပြည်သူများသွားလာရေးပါခက်ခဲနေကြောင်းသိရပါသည် ထုံးပုံမျိုးရဲစခန်းကစစ်ခွေးနဲ့ရဲခွေးတွေကထုံးပုံမျိုးအဝင်ရှိမှာခရီးသွားကားတွေကိုဂိတ်ဖွင့်ပြီးစစ်ဆေးနေတာနေတိုင်းကိုဖမ်းဆီးနေတာတွေကားတစီးကိုငွေချက်နှစ်သိန်းထိအကြောင်းမျိုးမျိုးပြပြီးတောင်းပါတယ်စစ်ခွေးတွေကလမ်းမှာတွေ့တဲ့သုံးမီးဆိုင်ငယ်တွေလည်းအကုန်ဖမ်းပါတယ်ကြုံတလူကိုဖမ်းပြီးငွေညစ်နေတာပြန်ရွေးခိုင်းရင်လည်းတောင်းနဲ့ချီပေးနေရတော့ပြည်သူတွေသွားလာရေးပါခက်ခဲနေပါတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ် ဘကူးတိုင်းပရောင်မြို့နယ်နှင့်အုတ်ရှိပင်မြို့နယ်တို့တွင်စစ်တပ်ကအေအေနှင့်ဖျက်ပွားနေသောရှေးတန်းစစ်မြေပြင်များသို့စစ်ကူအင်အားများထောက်လျှောက်ဆိုသလိုပို့ဆောင်နေပြီးအုတ်ရှိပင်မြို့နှင့်ပရောင်မြို့နယ်တို့တွင်ခုခံစစ်အတွက်ပြင်ဆင်လျက်ရှိကြောင်းအခြားတစ်ဖက်တွင်လည်းပရောင်မြို့နှင့်အုတ်ရှိပင်မြို့တို့တွင်လုံခြုံရေးတင်းကျပ်ထားပြီးရင်းမြို့များမှလူငယ်များကိုပြည်သူစစ်နှင့်စစ်မှုထမ်းတပ်သားများအဖြစ်အကြီးအကျယ်စုဆောင်လျက်ရှိကြောင်းသိရပါသည် ဆက်လက်ပြီးမိုးညိုမျိုးနဲ့လေးအိမ်တန်းကြီးရွာမှာကိုရဲလင်းကိုညအိတ်နေချင်းခြေနှောင်ထဲမှာဆွဲထုတ်၍စစ်မှုထမ်းခိုင်းရန်ဖမ်းဆီးနတလင်းမကွေးနှင့်ဓနုပြူမျိုးတို့တွင်စစ်မှုထမ်းဆင့်ခေါ်စာမပေးတော့ပဲလူငယ်များကိုအိမ်တန်းရာရောက်လိုက်လံဖမ်းဆီး၍စစ်တပ်နှံချောင်းပို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရဲ့ရှင်။ ပဲခူးတိုင်းအတွင်ရှိကျေးရွာများတွင်အကျန်းဖက်စစ်ကောင်စီတပ်သားများကရွာတွင်၌တက်ဆွဲပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်မလ23ရက်နေ့နနက်2နာရီခန့်တွင်မိုးညိုမြို့နယ်လေးအိမ်တန်းရွာမှကိုရဲလင်းကိုအုပ်ချုပ်ရေးမှူးခင်မြတ်မော်နှင့်ယာအိမ်မိုးတန်းငွေနှင့်တန်းစော်တို့ကစစ်ကောင်စီတပ်သားများခေါ်ဆောင်လာ၍နေအိမ်ထဲထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါရယ် ။အုတ်ချိုရီမှုခင်မြတ်မော်နေအိမ်တွင်လည်းအကျန်းဖက်စစ်ကောင်စီတပ်သားများကတက်ဆွဲထားပြီးအနီးနားရှိကျေးရွာများမှာလူငယ်များကိုလည်းလိုက်လံဖမ်းဆီးနေခြင်းကြောင့်စုံကုန်းရွာ၊တန်ပူရခုံရွာ၊ပြည်စင်ကုန်းရွာ၊လေးအိမ်တန်းရွာနဲ့တာလီယာရွာမှာလူငယ်များထွက်ပြီးတိမ်းရှောင်နေရကြောင်းသိရပါဗျ။အလားတူပကူးတိုင်း၊နတ်တလင်းမြို့နယ်အတွင်းရှိကလတ်တက်ထွန်းရွာ၊အုတ်ချိုရီမှုကျော်နိုင်၊ရွှေကြပင် အောင်ပင်သာရွာမှာအုတ်ချုပ်ရည်မှုလှဝင်တိန်ထွန်ဘူမြင့်နဲ့မကြီးစုရွာမှာအုတ်ချုပ်ရည်မှုတူရာတို့ဟာကြီးရွာများအတွင်စစ်မှုတန်းကြီးများအတင်းအဓမ္မကောက်ခံနေပြီးငွေကြေးမပေးနိုင်သောလူငယ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဆောင်၍ပေါ်တာဆွဲကဖမ်းဆီးနေကြောင်းသိရပါသည် ထို့ပြင်မကွေးတိုင်းမကွေးမြို့နယ်တွင်လည်းလက်နက်ကိုင်တက်ကုန်းကြီးရွာအုပ်ချုပ်ရေးမှူးမိုးစော်နှင့်အင်းနက်ကြီးရွာအုပ်ချုပ်ရေးမှူးစော်လက်တို့ပူးပေါင်း၍တအိမ်လျင်စစ်မှုထမ်းကြီးငွေကျပ်တသိန်း8000လိုက်လံကောက်ခံနေကြောင်း၎င်းတို့တောင်းခံသည့်ငွေကြေးမပေးနိုင်သည့်လူငယ်များကိုလည်းစစ်တပ်ခေါ်၍ဖမ်းဆီးခိုင်းနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါသည် တကုံးရောင်အုတ်ချုပ်ရည်မှုမိုးစောကစစ်တပ်ကလက်နက်ပေးထားတော့လက်နက်အားကိုးနဲ့လုံနေတာအင်းနဲ့ကြီးရောင်အုတ်ချုပ်ရည်မှုစောလက်ကလည်းစစ်တပ်ကလက်နက်ပေးထားတာပါလက်နက်ကင်ထားတော့ဘယ်သူမှခယူးမဆိုင်ဘူးဆိုပြီးသူတို့စိတ်ကြိုက်ပြည်သူတွေစီကငွေကြေးအတင်းအာမလိုက်တောင်းနေတာငွေကြေးမပေးရလဲစစ်ခွေးတွေခေါ်လာပြီးပေါ်တာဆွဲဖမ်းဆီးခိုင်းနေပါတယ်ဟုဒေသခံပြည်သူတို့ကပြောပါတယ် မလား၁၇ရက်နေ့တက်ကုန်းကြီးရွာနဲ့အင်းနဲ့ကြီးရွာမှာစစ်မှုထမ်းကြီးမပေးသည့်လူငယ်များကိုစစ်တပ်ခေါ်၍လိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းကြောင့်လူငယ်များအားလုံးထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည် ထို့သူမကွေးတိုင်းမကွေးမြို့နယ်တိရခောက်ရွာနယ်မြင်ကွင်းတိုက်နယ်တို့တွင်နေမြေရေစခန်းမှာစစ်ကောင်စီတပ်သားများလမ်းသွာလမ်းလာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတဦးလီရင်ငွေကျပ်320ဖြင့်ပြန်ရွေးခိုင်းနေကြောင်းဒေသခံပြည်သူများကပြောဆိုပါရယ်အလားတူအေယာဝတီတိုင်းဒနုပြူမြို့၁၄ရက်ကွက်တွင်လည်းအကြံဖတ်စစ်တပ်ခန့်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကလူငယ်များကိုစစ်မှုထမ်းစင်ခေါ်စာများပို့ဆောင်ခြင်းမရှိဘဲ၎င်းတို့စိတ်ကြိုက်လူငယ်များကိုစစ်မှုထမ်းရန်နေအိမ်များထိလိုက်လံခေါ်ဆောင်နေကြောင်းသိရပါရယ် တနုပြု14ရက်ကွက်မှာစစ်ခွေးခန့်အုပ်ချုပ်ရေးမှူးအောက်ဆွဲရအိမ်မှုတွေဆဲအိမ်မှုတွေပူပေါင်းပြီးလူငယ်တွေကိုစင့်ခေါ်စာမပို့ပဲသူတို့စိတ်ကြိုက်စစ်မှုထမ်းဖို့လိုက်လံခေါ်ဆောင်နေပါတယ်။ပတ်စံရှိတဲ့သူတွေကိုတိန့်တရာတောင်းပါတယ်။ ပတ်စံပေးရင်ပြန်လွတ်မယ်ဆိုပြီးပြောပါရယ်။ငွေချင်းမတက်နိုင်တဲ့သူတွေကတော့သူတို့စိတ်ကြိုက်ကိုနေအိမ်ထိသွားပြီးလိုက်ခေါ်နေတာဟုဒေသခံပြည်သူတို့ကပြောဆိုပါရယ်။အကျန်းဖက်စစ်ကောင်စီကယမန်နှင့်မေလာမှစတင်၍စစ်မှုထမ်းအပတ်စဉ်တင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီးယခုအခါစစ်မှုထမ်းအပတ်စဉ်စတင်ကိုဖွင့်လျက်ပြင်ဆင်လျက်ရှိနေပြီဖြစ်ပါရယ်။ ဆလပီစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုတွင်ပြင်းအမြင့်ဖုံများဤပညာမြင့်ဒရုန်းများကိုစက်တိုက်အသုံးပြုနေပြီးအမှတ်9ကပ္ပဆတ်ဆက်ယုံကပောက်ကွဲအပြင်းထန်သောပုံများတိုးထုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရဲ့ရှင်။ အကြံဖတ်စစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုများတွင်ပြင်းအားမြင့်ဖုံးများရုရှားနည်းပညာသုံးအစစ်မြေထုံးများကိုအရေးအတွက်အများအပြားဖြင့်စစ်တိုက်အသုံးပြုလာနေသဖြင့်ပြည်သူများနှင့်တော်လရေးတပ်ဖွဲ့များအထူးတတိပြုရန်လိုအပ်ကြောင်းနေပြီးတော့စစ်ပတ်သတင်းရင်းမြစ်ကသတိပေးပြောဆိုပါရီစစ်ကောင်စီကရခိုင်ကတရုတ်လုံထုံးများကိုအစစ်မြေတင်၍အသုံးပြုခဲ့ပြီးနောက်ယခုအခါရုရှားလုံထုံးများကိုပါတိုးမြင့်တုံးဆွဲလာကြောင်းအထူးသဖြင့်ထုံးများတွင်ပောက်ကွဲအပြင်းသောပုံများကိုရခိုင်ထပ်ပုံမူတင်ဆောင်အသုံးပြုလာနိုင်ပြီးအချို့ ော်ဒရုန်းများမှာပြန်တန်းချိန်တွင်အတန်မကြားရပဲတိတ်တဆိတ်ပြန်တန်းမှုများရှိနေကြောင်းရုရှားနည်းပညာသုံးအစစ်မြေဒရုန်းများတွင်ညှ့ကြည့်မြင်ကွင်းပါဝင်သောကင်မရာများတပ်ဆင်ထားကြောင်းသိရပါသည် ဒရုန်းတွေကတစ်ချိန်လုံးအဆင့်မြင့်တင်နေတယ်။သင်္นานရော ပစ္စည်းရောကအသင့်ဖြစ်လာတယ်။ဒရုန်းဘုံတွေကပြင်းအားမြင့်လာတဲ့အပြင်ဘုံအလုံးကြီးပုံမူတင်ဆောင်လာနိုင်တယ်။ဒရုန်းနဲ့ပတ်သက်လို့ဤပညာပိုင်းပိုကောင်းလာတယ်။ရင်းအားမြင့်ဘုံတွေတုံးလာတယ်။အထူးသတိပြုစေချင်တာကတော့ညာပိုင်းလက်လွတ်စပယ်အိမ်တလုံးထဲမှာလူတွေစုပြုံပြီးအိတ်တာမျိုး PDF တွေညာအချိန်တနေရာထဲမှာပြုတ်သိမ့်နေတာမျိုးကအင်မတန်အန္တရာယ်ကြီးပါတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်။စစ်ကောင်စီကဒရုန်းဌာနများဖွင့်လှစ်ဆောင်ရွက်နေသည့်အပြင် ောက်ကွေးအားမြင့်တင်သည့်ဘုံနှင့်ခဲရံများကိုတိုးမြင့်ထုတ်လုပ်ရေးကပ္ပစဌာနစိတ်များကိုလည်းတိုးချဲ့ဖွဲ့စည်းနေကြောင်းပောက်ကွေးအားမြင့်ဘုံများနှင့်ခဲရံများကိုကပ္ပစဆက်ယုံများတွင်ပင်တိုးမြင့်ထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရပါသည် စစ်ကောင်စီက drone ပုံများကိုတုံးမြင့်ထုတ်လုပ်ရာတွင်ပြည်မျိုးနယ်ကြောက်အိုးလီကြီးရွာနီးရှိကပ္ပစာခွနစ်ကထုတ်လုပ်နေခြင်းဖြစ်ပြီးကပ္ပစာခွနစ်သည်အောင်လံပြည်လန်းကြော်စွာဓာတ်မြေဩဇာဆက်ယုံလန်းကွဲမှဝင်ရောက်ရကြောင်းမှန်ပြတောင်အလွန်တွင်ဆက်ယုံဝင်သည့်လမ်းကြောင်းရှိရင်းဆက်ယုံတွင်လက်ပစ်ဘုံအီနာကခိုပြန်တွဲတင်ဖောင်းကာမိုင်လူတန်မိုင်စသည့်မိုင်အမျိုးမျိုးအပြင်ပြင်းအမြင့် drone ပုံများကိုပါတုံးမြင့်ထုတ်လုပ်နေကြောင်းသိရပါသည် ကပ္ပစာဆက်ယုံတွေကိုဒရုန်းပုံးနဲ့လေယာဉ်ပုံးတွေတိုးမြင့်ထုတ်လုပ်တာတွေကိုအပြိုင်အဆိုင်သုတေသနလုပ်ခိုင်းတာတွေရှိတယ်။အခုအန်ဒီရဲ့ရှိတဲ့ပြင်းအမြင့်ထုတ်လုပ်မှုတွေကိုကပ္ပစာခွနစ်ကနေတိုးထုတ်နေပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။